အားလုံးပဲမြင်ကြလားပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ဂျိုသားတွေရတကယ်ရှိပါသလားစိတ်ဝင်စားစရာကောင်းတဲ့ဂျိုသားတွေဂျိုသားတွေရတကယ်ရှိပါသလားဆိုတာလူသားတွေစိတ်ဝင်စားကြတဲ့နေပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့မင်းကိုယ်တခုဖြစ်ပါလေဒီမင်းကိုယ်ကိုအတိအကျဖြေဖို့ဆိုတာလက်ရှိအချိန်ထိတော့တိကျခိုင်မာတဲ့အထောက်အထားသက်သေတွေမတွေ့ရှိရသေးပါဘူး ဒါပေမဲ့လည်းသိပ္ပံပညာရှင်များစုကတော့စကြဝဠာထဲမှာတနည်းအားဖြင့်မဂျိုသားတွေဒါမှမဟုတ်အခြားဂျိုများမှတက်ချီများရှိနိုင်ကြဟမြင်မာတယ်လို့ယုံကြည်ကြပါတယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေနဲ့သိပ္ပံရှုတော့ရှုံကိုကျွန်တော်တင်ပြပြီးမှဖြစ်ပါတယ်စကြဝဠာရဲ့ကျင်ပြတ်မှုကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ငကားငွေတန်းထဲမှာပင်ကျေပေါင်းတန်ပေါင်းများစွာဘီလီယံများစွာချိနေပါတယ်အဲဒီကျေတွေတဲကအများစုဟာ သူတို့ပလန်းထဲမှာဂျိုးတွေရှိနေကြတယ်လို့သိပ္ပံမြန်ရှင်တွေကခံမှန်းကြပါလိမ့်။နေရာဖွဲ့အစီအပြင်ဘက်ကနေတိုင်းတဲ့ဆုံးမှဒီရှိတဲ့ဂျိုးပေါင်းတန်း300လောက်ရှိနိုင်တယ်လို့ခံမှန်းကြပါလိမ့်။ဒီဆုံးဆိုတာဂျိုးမျက်နှာပြင်မှာရေကအခဲလည်းမဖြစ်အငွေလည်းမဖြစ်ပဲအရေးအနိယထားနဲ့တည်ရှိနိုင်မဲ့အပူချိန်ရှိတဲ့နေရာတစ်ခုလို့ဆိုလိုကြပါတယ်။ပါပဲဖြစ်ဖြစ်တက်ရှိတွေဖြစ်ဖို့ရေကရေးကြည့်ပါတယ်။ ။စကြဝဠာတစ်ခုလုံးရဲ့ကြီးများကျယ်ပြန့်မှုနဲ့တရှိတွေနေထိုင်နိုင်ခြင်းရှိတဲ့ဂျိုတွေရဲ့များပြားလုံးမှုကြောင့်ကျွန်တော်တို့ကဘာမြေတစ်ခုထဲသာတက်ရှိရှိတယ်ဆိုတာဖြစ်နေခြင်းလို့နေပါတယ်လို့တိပ္ပံမြတ်ရှင်များစွာကယူဆကြပါတယ်။တိပ္ပံမြတ်ရှင်တွေရဲ့ရှားဖွေတွေ့ရှိမှုတွေဟာတက်ရှိတွေဖြစ်ပေါ်လာဖို့လိုအပ်တဲ့ကံပုံနဲ့ရည်လိုမျိုးအခြေခံဓာတုပစ္စည်းတွေဟာစကြဝဠာတစ်ခုလုံးမှာပြန့်နှံ့စွာတည်ရှိနေပါတယ်။ကဘာမြေပေါ်မှာတက်ရှိစတင်ဖြစ်ပေါ်လာခဲ့သလို အရှာဂျိုးတွေမှာလည်းဖြစ်နိုင်ခြေရှိတယ်လို့ယုံကြည်ကြပါတယ်။သိပ္ပံမြတ်ရှင်မြတ်ဟာအာကာသထဲကဉာဏ်ရည်ရှိသောဂျိုးသားများပေးပို့တဲ့အချက်ပြလိုင်းတွေကို ရေဒီယိုတယ်လီစကုပ်နဲ့နေပေါင်းများစွာနားထောင်ခဲ့ပြီးတော့ရှားပွေနေကြပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်ထိတော့တိကျတဲ့အချက်ပြလိုင်းတော်မဖန်ယူနိုင်သေးကြပါဘူး။ဂျိုးတွေပေါ်မှာအသက်ရှိအရှင်နေရှိမရှိလေးသာဖို့အတွက် Mars Jo နဲ့ Jupiter လာဇင်းလိုနေရာတွေကို လေလာရဲ့ရင်တွေစိန်လွပြီးရှားဝေမှုတွေဆက်လုံးနေကြပါတယ်ဥပမာပြောရမယ်ဆိုရင်မက်စဂျိုမှာတစ်ချိန်ကဘက်တီးရီးယားလို့တက်ရှိလေးတွေတွေးခဲ့ဘူးတယ်လို့ယူဆကြပါတယ်ဖာမီရဲ့ရှူတော့ကွဲလဲမှုကို ပြောရမယ်ဆိုရင်စကြောလာကရန်ကြီးပြီးတက်ရှိတွေရှိနိုင်တဲ့ဂျိုးတွေလည်းများကြီးရှိနေပါလိမ့်ရနဲ့အဘဲကြောင့်ငြင်းရင်ရှိသောဂျိုးသားတွေရဲ့တဲလွန်စကို ကျွန်တော်တို့မတွေ့သေးတာလဲဆိုတဲ့မင်းကိုဖာမီရဲ့ ရှူတော်ကွဲလဲမှုလို့ခေါ်ပါတဲ့အဲဒီအတွက်လည်းအဖြစ်မျိုးမျိုးရှိနိုင်ပါတယ်ဗျ။ဉာဏ်ရင်ရှိတဲ့ဂျူသားတွေဟာရှိနေပေမဲ့သူတို့ကကျွန်တို့စီကိုရောက်မလာတော့ဝေးကွာလို့နေလို့ပါ။ဉာဏ်ရည်ရှိတဲ့ယဉ်ကျေးမှုတွေဟာသူတို့ကိုသူတို့ဖြက်စီးပစ်တာဒါမှမဟုတ်ကြကြမတိမြဲတာမျိုးဖြစ်နိုင်လို့ပါကျွန်တော်တို့ကဘာမြေဟာတက်ချစ်ရှိဖို့အတွက်အလုံးရှားပါပြီ ထူးခြားတဲ့အခြေအနေများစွာကိုရရှိထားတာဖြစ်လို့ပါပြောရမယ်ဆိုရင်ဂျူသားတွေတကယ်ရှိပါတယ်လို့အတီးပြူပြောဆောင်နိုင်မဲ့အထောက်အထားလက်ရှိမှာမရှိသေးပေမဲ့တိမ်ပန်းမြန်ရှင်များစုကတော့ယုတ်တီဗေဒရာစကြဝဠာရဲ့ကြီးမားမှုအရာအခြားနေရာတစ်ခုခုမှာအနည်းဆုံးရိုးရှင်းတဲ့သက်ရှိပုံစံဥပမာပြောရမယ်ဆိုရင်ဘက်တီးရီးယားတွေတွေ့ရှိနိုင်ခြင်းအလိုနေပါတယ်လို့ တိမ်ပံမြတ်ရှင်များစုကယူဆကြပါれ။နောင်လာမဲ့အနာဂတ်မှာဖူမူအကောင်းနဲ့တယ်လီစကုပ်နဲ့စူးစမ်းရှာဖွေမှုတွေကြောင့်ကျွန်တော်တို့ရဲ့မင်းကိုကိုအပြေချာနိုင်လိမ့်မယ်လို့မျှော်လင့်ရပါれ။ဒီလောက်ဆိုရင်ကြိုးစားတွေအားတကယ်ရှိပါသလားဆိုတော့ကိုခုဗီဒီယိုကြည့်နေလူတွေလည်း comment လေးပေးခဲ့ကြပါဦးဗျ။နောက်ထပ်ဘူဒရအကြောင်းအရာတွေကိုသိရှိဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားခဲ့ပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။